ိသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ data analytics channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီနေ့ညပိုင်းမှာရင်ဆိုင်ထိုးသက်သွားရတော့မယ်မာကိုဇာပြူဖိုင်တန်နှစ်ယောက်ရဲ့ one championship ပွဲစဉ်ချမ်းများအကြောင်းကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ခင်ဗျာဒီနေ့တောက်ကြတဲ့ညပိုင်းမှာဆိုရင် one championship ကအပတ်စဉ်တောက်ကြနေတဲ့ပုံမှန်ချင်းပါနေကြဖြစ်တဲ့1 5 5 130ပြိုင်ပွဲကြီးကိုချင်းပါသွားတော့မှာဖြစ်ပါတယ် ဒီပွဲမှာတော့မြန်မာကုသပြုဖိုင်တာနှစ်ယောက်ပေါင်းဝင်ရင်းဆိုင်ထိုးတက်သွားကြမှာဖြစ်ပါတယ်။အဲ့ဒီဖိုင်တာတွေကတော့ Mon Fighter Sonren နဲ့ Chin Fighter လေး Spine Tank Kishin တို့ဖြစ်ပါတယ်။ Mon Fighter Sonren ဒီချင်းရင်းဆိုင်ထိုးတက်မဲ့ဖိုင်တာက Thai Fighter Xiamen ဖြစ်ပါတယ်။ဂျာမန်ဆိုတာကမွေထိုင်းမှာလေးဆွမ်းဆောင်ရင်ကောင်းနေချပြထားနိုင်တဲ့ fighter တယောက်ဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ပွဲနဲ့ငယ်ဝေးထားတာမျိုးကိုတွေ့ရပါတယ်။ကျွန်တော်တို့ဆွန်ရက်ကတော့ပုံမှန်ပွဲထိုးတက်နေကြဖြစ်ပါတယ်။ဆွန်ရက်အနေနဲ့ဒီပွဲမှာဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ ။နောက်ဆုံးတက်တက်ခဲ့တဲ့ပွဲမှာလိမ့်နေကြကိုနိုင်မယ်လို့ပရိသတ်အားလုံးကထင်မှတ်ထားပေမဲ့အရင်ပွဲပဲပုံစံနဲ့အရင်နှိမ့်ထားတဲ့ဆွန်ရက်တယောက်ဒီဒီချိန်မှာဘလောက်တိပြင်ဆင်လာနိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ဆွန်ရက်ကတော့အကောင်းဆုံးပုံစံနဲ့ချိုးသက်သွားမယ်ဆိုပြီးကြုံဝါထားပါတယ်။ဘက်ကပြိုင်မဲ့ fighter ရာမင်ကလည်းဆွန်ရဲရဲ့ကစားမှုတေချာချင်းကပ်ပြီးလေ့ကျင့်ပြင်ဆင်ထားတယ်ဆိုပြီးပြောဆိုထားပါတယ်။ဘဲ fighter ကအကောင်းဆုံးပုံစံနဲ့အနိုင်ပြမလဲဆိုတာစောင့်ကြည့်ရမှာပါ။ ဆောင်ရကတော့သူ့အနေနဲ့ဒီပွဲမှာရမင်းကိုအလဲထိုးပြီး bonus ဘတ်3သိန်းခွဲပါသိမ်းပိုက်ပြမယ်ဆိုပြီးတော့ဝါကြုံဝါထားပါသေးတယ်။ဘယ်လောက်ထိလုတ်ပြနိုင်မလဲဆိုတော့ကျွန်တော်တို့အနေနဲ့လာမယ့်ဒီပြင်းညာပိုင်းမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ဆောင်ရရဲ့ပွဲကတော့မြန်မာဆန်တို့ချင်းည9နိုင်ဝင်းချင်းမှာကြည့်ရဖို့ရှိပါတယ်။ကျမကောင်းဆုံး fighter sonra လေအကောင်းဆုံးနိုင်ပွဲရရှိပြီး bonus စုကြီးကိုတင်ဖက်နေပါစီလို့ဆန္ဒပြုပါရခင်ဗျာ1 fighter fight 130ပြန်ပွဲရဲ့ဒုတိယကောင်းပွဲနေရာမှာတော့ chin fighter လေး slime tank creation ကရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ် စလိုင်းတန်ခွေရှယ်ဒီဒီချိန်မှာ time fighter sound time line နဲ့တွေ့မှာဖြစ်ပါတယ်။ sound time line ဆိုတာကလည်း one championship မှာ record ကောင်းမောင်များစွာကိုချပြထားနိုင်တဲ့ fighter တယောက်ဖြစ်ပါတယ်။နောက်ဆုံးပွဲမှာဆိုရင်သူ့အနေနဲ့မထမပင်နန်ဆူရင်ကိုရှုံးနေသွားခဲ့ရတာပါ။အဲ့ဒီပွဲမှာသာနန်ဆူရင်ကိုသာနိုင်လိုက်နိုင်ခဲ့ရင်သူကဒီချိန်မှာစလိုင်းနဲ့တွေ့တော့မှာမဟုတ်ဘဲနဲ့နာရာကနဲ့ချန်ပီယံလူဝဲရင်ဆိုင်ထိုးတက်ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် slime tank creation နဲ့တွဲမဲ့ fighter ကလုံးဝ short run လို့ရတဲ့ fighter မဟုတ်ဘူးဆိုတာကျွန်တော်တို့နေနဲ့သတ်မှတ်လို့ရပါတယ်ခင်ဗျာ။ Sound Channel က One Championship မှာ Server 2တက်တာပြီး Commander 9တပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားတာမျိုးတွေ့ရပါတယ်။ဆန်းဆောင်အပြင်လည်းအတော်လေးကောင်းတဲ့လူငယ် fighter လေးဖြစ်ပါတယ်။ကျွန်တော်တို့ team fighter လေး slime ကလည်းလက်ရှိချိန်မှာဆွမ်းဆောင်အကောင်းပေါင်းများစွာချပြထားနိုင်တဲ့ UA level အကျော်မ fighter တူဖြစ်ပါတယ်။အသက်က16နှစ်ပဲရှိသေးပေမယ့်အကောင်းဆုံးပုံစံအနေနဲ့လက်ဆွမ်းပြထားနိုင်တဲ့လူငယ် fighter လေးဖြစ်ပါတယ်။ ချွေရလက်ဝဲပွဲမှာလည်းအကောင်းဆုံးပုံစံလေးနဲ့ချပြထားတာပါ။လက်ရှိချိန်မှာဆိုလည်းမွေးထမ်းပွဲစဉ်ထိုးသက်ရမှာဖြစ်တဲ့ကြောင့်မွေးထမ်းနည်းစနစ်တွေကိုပါတေချာလေးချင်းပြင်ဆင်ချဉ်းကပ်နေတာဖြစ်ပါတယ်။ slime concussion ကတကယ်ကို short ထွက်လို့မရတဲ့ fighter လေးဖြစ်ပါတယ်။ slime ကလူသားငယ်ပေမဲ့ပြင်းညာမငယ်တဲ့ fighter တယောက်လို့ကျွန်တော်တို့ကမှတ်ယူလို့ရပါတယ်ခင်ဗျာ။ဒီနေ့က slime concussion ရဲ့အသက်16နှစ်ပြည့်တဲ့မွေးနေ့ဖြစ်ပါတယ်။ဒီနေ့မွေးနေ့မှာသူ့အနေနဲ့1 championship ပထမအဦးဆုံး debut ပွဲစဉ်ထိုးသက်ရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ slime ကဘယ်လိုလုံးပြနိုင်မလဲဆိုတာတော့စောင့်ကြည့်ရမှာပါမွေးနေ့မှာပတ်3သိန်းခွဲ bonus ကိုမွေးနေ့လက်ဆောင်နေ့ရရှိပါစေလို့ကျွန်တော်တို့ channel ကစုမုံောက်တောင်းပေးပါတယ်ခင်ဗျာ slime tankishion ပြအကောင်းဆုံးအလဲတို့နိုင်မွေးရရှိပြီး one championship မှာတောက်ပနိုင်တဲ့ခြေတော်ဖြစ်လာပါစေလို့ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ slime ရဲ့ပွဲကတော့မြန်မာစံတော်ချိန်ည10:00နာရီခွဲဝန်းကျင်မှာကြည့်ရဖို့ရှိပါတယ်ရှိတဲ့ဒီဇိုင်းတွေပေါ်မူတည်ပြီးအချိန်နဲ့ငယ်ပြောင်းလဲရှိနိုင်တာကိုသတိထားစေလိုပါတယ်ခင်ဗျာ ဆိုပါပွဲတွေကိုကြည့်ရှုတင်တဲ့ပရိသတ်တွေနေနဲ့ One Time Share Official Facebook နဲ့ YouTube Channel တို့ကနေတိုက်ရိုက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ TV ကနေကြည့်မဲ့ပရိသတ်တွေနေနဲ့လည်း Channel 9ရုပ်သံလိုင်းကနေတိုက်ရိုက်ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာဒီမှာကိုသားပြထိုးတဲ့ final နေရာလုံးနဲ့အကောင်းဆုံးနိုင်ပွဲတွေတင်ပိုင်နိုင်ကြပါစေလို့တောင်းဆိုပြုပါတယ်ခင်ဗျာပွဲပြီးသွားရင်လည်းပွဲပြီးဆုံးသက်ချက်ချောင်းအများကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာပရိသတ်တွေရဲ့ထင်မြင်စကြတဲ့ကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ် ဒီကနေ့တော့တင်ဆက်မှုလေးကတော့ထိလောက်ပါပဲ။လာမယ့်နေ့တွေမှာလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးအစည်းအဝေးဆက်ရောက်တဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လို့တွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာယာပြေရှင်မကောင်းနေလေးတနေ့ကိုပိုင်ဆိုင်နေကြပါစေ။